ဘစ်ဆိုတာကျွန်တော်တို့ကဖြစ်နိုင်ကြီးရှိတယ်ဖြစ်ချင်လည်းဖြစ်မှာမဖြစ်ချင်လည်းဖြစ်ဘူးဒါပေမဲ့ကျွန်တော်တို့ကျွန်တော်ရဲ့အတွေ့အကြုံအရဒီဒီသားမှာဒီ risk ကတော့ဖြစ်နိုင်တယ် risk ကအခုဖြစ်တာမဟုတ်တော့အနာဂတ်မှာဖြစ်မယ့်ကိစ္စအနာဂတ်ငါမှာဖြစ်မယ့်ကိစ္စ after now မှာဖြစ်မယ့်ကိစ္စပေါ့နော်အဲနောက်ရမှာဖြစ်မယ့်ကိစ္စနောက်အပတ်နောက်လမှာဖြစ်မယ့်ကိစ္စအဲအဲ့လာဒီကိုကျွန်တော်ကအဖြစ်သွားရင် negative consequence impact တွေရှိတယ်ပေါ့နော်အဲ့တော့သဘောဆောင်တယ်ပေါ့နော်အဲ့တော့သဘောဆောင်တဲ့ဟို impact တွေဒီ organization ကိုထိနိုင်တယ်ကိုယ့်ရဲ့ဝန်ထမ်းတွေကိုလည်းထိနိုင်တယ် community တွေလည်းထိနိုင်တယ်ပေါ့အဲအဲ့လာကိုကျွန်တော်က risk လို့ပေါ့ โอเคဥမာဆိုကြပါစို့မနေ့ဖက်ငါမှာရေချင်းကျွန်တော်တို့ဘယ်လိုမျိုးဟိုကျင်ဆင်ထားရမလဲပေါ့ဒါမျိုးစဉ်းစားလိုက်တယ်အဲ risk ပေါ့ဒါမနေ့ဖက်ငါရောက်သွားပြီဆိုကြပါလို့ကျွန်တော်တို့မှန်းထားတဲ့အတိုင်းအဲ့ probability က likelihood ကတကယ်ဖြစ်သွားရေရထကြည့်ပြီအဲ့ကျွန်တော်တို့တက risk လာဘာလို့ခေါ်မလဲကျွန်တော်တို့မှန်းထားတဲ့ risk တွေကတကယ်ဖြစ်သွားပြီကျွန်တော်တို့အဲ့လောက်ရင်ဆိုင်ရပြီဆိုကျွန်တော်တို့တော့ဘာဖြစ်သွားပြီအဲ့ risk က problem challenge program challenge အဲ့လောက်ဟုတ်တယ်ဆင်မ program challenge အဲ့လောက်ကျွန်တော် issue လို့ခေါ်တယ်အဲ့တော့ဆရာတို့ဆင်မတို့ implementation လုပ်တဲ့အခါမှာ အဲ့ပြဿနာကြီးတက်တဲ့ကိစ္စအဲ့လား issue လို့သုံးကြတယ်ပေါ့နော် issue ဖြစ်တာပေါ့နော်ဖော်ထုတ်ထားခဲ့တဲ့ risk တွေလည်းဖြစ်နိုင်တယ်မဖော်ထုတ်ထားခဲ့တဲ့ ethical risk တွေလည်းဖြစ်နိုင်တယ်အဲ့လားကျွန်တော်တို့က issue လို့ခေါ်ပါတယ်အဲ့တော့ risk အမျိုးအစားဆိုရင်ကျွန်တော်တို့၃မျိုးရှိတယ်ပေါ့နော်၃မျိုးရှိတယ်ပေါ့ဒါကတော့ရေပူအပြတခြားတွေလည်းရှိပါတယ်ပေါ့နော်ဒါပေမဲ့လောဆယ်ကျွန်တော်ဒီ၃မျိုးပဲလေ့လာမယ်ပေါ့အဲ့တော့ contagious risk ရှိတယ်ပေါ့ contagious risk ဆိုတာက outside of organization ပေါ့နော် ကိုယ်အဖွဲ့နဲ့မဆိုင်ကိုယ်အဖွဲ့နဲ့ပြင်ပအဖြစ်တဲ့ယာတွေကို contagious risk လို့ တင်ပါတာဖြစ်တဲ့အရာဆိုခုန political တွေရှိမှာ political ဆိုတာ unconflict တွေလည်းဖြစ်နေပေါ့နော်နိုင်ငံရေးတွေမတည်ငြိမ်မှုတွေရှိနေ economic scale ပေါ့ကျွန်တော်စီးပွားရေးတွေကိစ္စမျိုးတွေပေါ့နော်စီးပွားရေးတွေပေါ့ local စီးပွားရေးတွေရှိနေ environment တွေပေါ့နော်တဘာဝ BN တွေရှိနေ humanitarian crisis တွေဖြစ်နေတယ်အဲ့လားတွေကျွန်တော်တို့ကျွန်တော်တို့အခွင့်အရေးပြင်ပကဖြစ်တဲ့အရာတွေပေါ့နော် contagious risk ပေါ့အဲ့ဒါကျွန်တော်တို့လက်ရှိဆိုရင် unconflict တွေဖြစ်တယ် unconflict တွေဖြစ်တဲ့အတွက် safety and security risk တွေရှိတယ်ပေါ့အဲ့ဒါမျိုးတွေ contagious risk တွေပေါ့နော်။နောက်ခုနက acquire ဖြစ်သွားတယ်ဒါ contagious risk ပဲပေါ့နော်။အာမိုးရွာတယ်မိုးရေကြီးတော့မယ်မိုးကြီးတော့မယ် ဒါအဲဒါကျရင် flat ဖြစ်တော့မယ်ဆိုရင်ကျွန်တော်တို့ဒါ quantitative risk ပဲပေါ့နော်ဒါမှမဟုတ်ကျွန်တော်တို့မုံတိုင်းတိုက်တော့မယ်ဆိုရင်လည်းဒါ quantitative risk ပေါ့နော်အဲဒါမျိုးကြောင့်ကျွန်တော်တို့ရဲ့ project ကိုကျွန်တော်တို့ impact ဖြစ်တယ်ပေါ့နော်ဆိုတော့ impact ဖြစ်တယ်ဆိုတော့အဲ့လာဒီကျွန်တော်အဲ့ risk ကိုကျွန်တော်တို့ဖော်ထုတ်အောင်မဖြစ်ပါလေကိုက risk ကိုစဉ်းစားတော့မယ်ဆိုရင် quantitative risk တွေကဘာတွေရှိနိုင်လဲကိုစီမံချက်ကလာမှာပေါ့နော်ဆိုတော့အဲ့လာမျိုးတွေစဉ်းစားရမယ်နံပါတ်1က programmatic risk ကိုအကြောင်းဖြစ်တယ်ကိုစီမံချက်သွားပြီးလုပ်တော့မှကျွန်တော်တို့ဖြစ်တယ်ဟော benefit သွားပြီးအချင်းချင်းရန်ဖြစ်ကြ ါတယ် host community IDP တွေရန်ဖြစ်ကြတယ်တက်မှမှုတွေဖြစ်တယ်ပေါ့အိမ်တွင်းအကြပ်မှုတွေတိုးလာတယ်ပေါ့နော်ကိုယ့်ကြောင့် beneficiary data တွေပောက်သွားတယ်ပောက်ကြသွားတယ်ဆိုတဲ့ကိစ္စတွေပေါ့နော် operational risk ကြတော့ကျွန်တော်တို့ကကို organization internal control တွေအားနေလို့ပေါ့နော် policy တွေအားနေတဲ့အခါ fraud ဖြစ်တဲ့ကိစ္စတွေ correction တွေပေါ့နော်ပတ်စံနေပြောက်တဲ့ကိစ္စတွေ organization reputation ထိတဲ့ကိစ္စမျိုးတွေဒါ operational risk တွေရှိရဲဒီ risk တော်မျိုးနဲ့ကျွန်တော်တို့ကအာစဉ်းစားရတယ်ပေါ့နော်ဒီ cash way dormance ပဲဖြစ်ဖြစ်တခြားစီမံချက်တွေလောက်တာပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒီ risk တွေကိုကျွန်တော်စဉ်းစားပါတယ် ဒါ risk example လေးတစ်ချက်ကြည့်အောင်ဒါ security environment has deteriorated ပေါ့ security ကျွန်တော်တို့လုပ်မဲ့ data မှာ security အခြေအနေကဆိုးလာတယ်အဲ့ဘာ risk လဲ programmatic risk လား contextual risk လား operational risk လား context context risk contextual risk เนาะကျွန်တော်တို့ organization နဲ့မဆိုင်ဘူးเนาะ outside အဖြစ်တာပေါ့เนาะအဲ့လိုပဲ authority က restrict က distribute distribution ကို restrict ကန့်တမယ်ဘာ risk လဲ contextual contextual เนาะအဲ့ raw v or get distribution during transportation or at the distribution site distribution site မှာကပတ်စံကိုရုံးဝနေပြီးတော့ကြွားကိုတဲတဲ့လမ်းပါဘောเนาะဓမြတိုက်ခံတာလို့ခိုးတာလို့ဖြစ်နိုင်တယ်အဲ့ဒါပါ risk operation contest 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 risk stress safety and security risk ကော stress safety and security တကယ်ကြည့်အောင်เนาะ due to misunderstanding of project a project activity ကြောင့် stress and safety and security ကိုသွားထိတာ programmatic operational operational programmatic programmatic ကစရရပါပါရစ်တယ်အဲ့ဒါတစ်ချက်တော့စဉ်းစားပြီဆရာမတွေက operation နဲ့ပြောတယ်တကူကတကူကတော့တည့်တယ်အကူကတော့နည်းနည်းလေးလွဲနေတယ်ကိုကောင်းကောင်းရှင်းမပြလို့ကိုစတီယန်စကြူလာထိရတယ်ကိုကဒီ project ကြောင်းကောင်းပြီးပေးပြီးရောဆိုပြီးတော့ process ကိုကောင်းကောင်းမလုပ်လို့ programmatic ဖြစ်မှာ programmatic เนาะဟော programmatic နဲ့ဆိုင်တာပေါ့เนาะ programmatic နဲ့ဆိုင်အဲ့လိုပဲ inflation in the local local market မှာ inflation ငွေကြေးဖောင်းပွားမှုတွေဖြစ်တယ်ကိုပတ်ဆက်နေသွားဝေတော့မှာ consensual ကိုပတ်စံသွားဝင်လို့ဈေးတွေကြီးကုန်တာလေပတ်စံမူကြီးတော့ဘာမှမဖြစ်ဘူးဘာမှဖြစ်လို့ programmatic programmatic အဲ့ဒါမဖြစ်နိုင်ဘူးလားမဖြစ်နိုင်ဘူးလားအဲ့ဒီဒေတာကိုသွားပတ်စံတွေသွားဝင်မှာဈေးတွေကြီးကုန်တာလေငါကတော့ကြီးကြီးကြီးဥပပိုကြီးတယ်ဆက်ကိစ္စမျိုးလေ risk to start from non recipient ပေါ့နော်မရတဲ့လူတွေကနေရောဒီဝန်ထမ်းတွေကိုပြဿနာရှာတာ programmatic ဟုတ်တယ်နော်ကိုဝေလိုက်မှ gender based violence တွေဖြစ်လာ အိမ်တွင်းအိမ်တွင်းကျက်ဟုတ်လားဘက်ဆက်နေကြီးတော့မှာ virus လာတာ programmatic programmatic ဟော beneficiary data တွေပေါက်သွားတယ်ဗောနော်ဟိုပေါက်ကြွားတယ်ဗောနော်ကိုကိုကိုလည်းကိုအကြောင်းဒီ beneficiary data ပေါက်ပြီးတော့အဘယ်သုံးစားအပြင်းအလှူရလုတ်တယ်ဗောနော်အဲ့လိုမျိုးဆိုသူကြောင့် programmatic programmatic ဟာ misappropriation of fan or fraud find the step when they are နေပြီးတော့ဒီ misappropriation ပေါ့ fan fan တွေအလွဲသုံးစားလုတ်တယ်ဗောနော်ဆိုတော့ဒါဆိုရင် operational operational နော်အဲ့ဒီ risk တွေရှိနိုင်တယ်ပေါ့ဒါကတော့ကျွန်တော်တို့ cash ဝေတော့မယ်ဆိုရင် mechanism ပေါ်မူတည်ပြီးတော့စဉ်းစားရတယ်ပေါ့နော်ဝေမဲ့နီလန်းပေါ်မူတည်ပြီးတော့ risk ကပြောင်းလဲပြောင်းလိုက်တယ်ဆိုတော့ကျွန်တော်ကဒီဒီမှာကြီး test and robbery cash union transportation distribution point မှာဒီငွေသားကိုလူတာတို့နော်ခိုးတာတို့ဖြစ်နိုင်တယ်ဆိုတာက cash in hand လောက်လို့ဒီ risk ရှိတာပေါ့တကယ်လို့ဝေပေး KB နဲ့လို့ချင်းဒီဒီ risk ရှိပါ့မလားရှိလို့ရှိပါ့ မရှိဘူးနော်အဲ့တော့ risk ပေါ်တော့လက်ရှိဘူးဆရာတခြား order လည်းမရှိဘူးအဲတခြား risk တခြား risk ဘာလို့ KB ဝေပေးနေဆိုရင်ဒီ risk မရှိတော့ဘူးဒီ risk ဖြစ်မှာမဟုတ်ဘူး KB ဝေပေးနေဆိုဘာဖြစ်မလဲဆိုရင်ကျွန်တော်တို့ကအာဒီတို့ KB ဝေပေး account ပြတ်တာတော့ဘောနော် message မရတာတော့ကိစ္စမျိုးမှာဖြစ်နိုင်တယ်ဘောနော်တခြားအယူကကို KB account ကိုထုတ်သွားတဲ့ကိစ္စမျိုးဖြစ်နိုင်တယ်အဲ့တော့ mechanism ပေါ်တွင်မူတည်ပြီးတော့ risk ကလည်းပြောင်းလဲနိုင်တယ်အဲ့ဒီအချက်ကလေးလည်းမှတ်ပြီးပေါ့နော် mechanism သူလွှဲတာက cash in hand သွားဝေမာလား KB ဝေပေးနေလွှဲမာလားအဲ့ဒီပေါ်မူတည်ပြီးတော့ risk ကလည်းပြောင်းနိုင်တယ် เนาะပြောင်းနိုင်တယ်အဲ့လားလေးတစ်ချက်လေးသိစေချင်ပါတယ်ပေါ့เนาะဒါ risk simple risk ကို identify လုပ်လိုက်တာပေါ့เนาะတော့ managing risk တော့ risk ကိုဖော်ထုတ်ပြီးခုနက risk တွေအများကြီးပဲ programmatic အဲကျွန်တော်တို့ contextual ကျွန်တော် operational risk တွေဒီ၃မျိုး category ၃ခုအောက်မှာ risk တွေအများကြီးထွက်လာနိုင်တယ်အဲ risk တွေကိုကျွန်တော်ဖော်ထုတ်ပြီးသွားပြီးအစကကျွန်တော်တို့ excel လေးလုပ်လိုက်တယ်မမေးလိုက်တယ်ပေါ့အဲ့လားဘယ်လို manage လုပ်လဲ manage လုပ်တဲ့အခါမှာကျွန်တော် risk ကို manage လုပ်တာ process တစ်ခုပဲပေါ့လုပ်ငန်းစဉ်တစ်ခုပဲဖြစ်တယ်เนาะ not a one off activity တစ်ခု တချိန်နဲ့လောက်တာနဲ့မပြီးဘူးเนาะ risk ကအမြဲတမ်း process လုပ်နေရမယ်လုပ်ငန်းစဉ်ဖြစ်တယ်။ဘာဖြစ်လို့ဆိုကျွန်တော် member ကျွန်တော်တို့ program သမားတွေက risk register လုပ်ပြီးတော့ risk assessment တချိန်နဲ့လုပ်ပြီးတော့3လလောက်6လလောက်နိုင်အတင်းနိုင်ထားလိုက်တာကြည်လည်းမကြည့်တော့ဘူး။အဲ့အဲ့လားမဟုတ်ဘူးเนาะကျွန်တော်တို့လောက်အောင်ပါเนาะ။သူက process သူက risk အသစ်တွေလည်းပေါ်ထိုင်တာဘူးเนาะ။အဲ့တော့ risk ကို risk ဒီကျွန်တော်တို့ manage လုပ်တဲ့အခါမှာ process ဖြစ်ပါတယ် one of TD မဟုတ်ပါဘူးเนาะ။အဲ့တော့ risk ကိုကျွန်တော်တို့လုပ်တဲ့အခါမှာ identify သတ်မှတ်ရမယ်။ asset လုပ်ရမယ်။ analyze လုပ်ရမယ်။ mitigation လုပ်ရမယ်။ implement လုပ်ရမယ်เนาะ။အဲ့တော့ ကျွန်တော်တို့ဘာ risk တွေရှိလဲ identify လုပ်မယ်တတ်မှတ်မယ်ခုန risk တွေအများကြီး၃မျိုး category 3ခုကိုတတ်မှတ်လိုက်တယ်ပြီးရင် assessment လုပ်မယ်ဘယ် risk ကကျွန်တော်တို့အတွက်က implement လုပ်ရမှာလဲပြီးရင် analyze လုပ်မယ် mitigation response ဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်တို့ဟိုစဉ်းစားရမှာဒါဒီ managing risk ရဲ့ process ဖြစ်ပါတယ် risk ကို analyze လုပ်တဲ့အခါမှာ assessment လုပ်တဲ့အခါမှာနှစ်နည်းလုပ်တယ်ဆိုတော့ဖြစ်နိုင်ခြေကိုလည်းကြည့်တယ်ဖြစ်သွားရင်လည်း impact ဘယ်လောက်ကြီးလဲဆိုတာကြည့်တယ် property နဲ့ impact ကိုကြည့်တယ်ဒီ risk တွေကျွန်တော်တို့ respond လုပ်ရမှာလား ဘယ်လို respond လုပ်မလဲဆိုဘယ်လိုလုပ်မလဲဆိုတာကြည့်တာပေါ့နော်။အဲ့တော့ဖြစ်နိုင်ကြရတာရှိတယ်။အဲ့လိုနေရာတိုင်းမှာ risk ရှိတယ်ပေါ့။ဖြစ်သွားရင်ကိုကိုပေါ်ဘယ်လောက် impact ကြီးမကြီးတာပဲအဲကွာတာပေါ့နော်။အဲ့လိုမျိုးကိုကျွန်တော်တို့ကြည့်တာဖြစ်ပါတယ်။ဆိုတော့ကြပါလို့ကျွန်တော်တို့ကရေးကြီးနိုင်တယ် proper properly ကြီးသွားရင်ကိုရဲ့စီမံကိန်းကိုဘယ်လောက် impact ရှိလဲ။အဲ impact ဘာထက်စဉ်းစားရလဲ။အဲ့လောက်ကိုကျွန်တော် risk assessment လုပ်တယ်လို့ခေါ်တယ်ပေါ့။ risk management မှာပါတာပေါ့လေ။တော့ risk assessment လုပ်တဲ့အခါမှာဒီလိုမျိုးပါလီနဲ့လုပ်လို့ရှိပါတယ်။ဒီလိုမျိုးလာလီနဲ့လုပ်လို့ရှိပါတယ်။ဒီလိုဇာလီနဲ့လုပ်လို့ရှိတယ်ပေါ့နော်။ ဲ့ဒါဒီဘက်ကဘာလဲဆိုတော့ probability risk where or risk တာဖြစ်ပါလေ။ခဏရေနေတယ်အလန်လဲရှိတယ်များတယ်။ position impact on the project ဖြစ်သွားရင် impact ကြီးတယ် impact အနည်းတယ်အလန်လဲရှိတယ်များတယ်။အဲ့တော့ probability နဲ့ impact ကိုကြည့်ပြီးတော့ကျွန်တော်တို့ကဒီဟိုစဉ်းစားရတယ်ပေါ့အဲ့တော့ဖြစ်နိုင်ခြေများအခုချိန်မှာ CTM security risk လို့ထားမယ်ဆိုတော့ဒီ risk ပြီးရ CTM security လို့ထားမယ်ဆိုရင်ဖြစ်နိုင်ခြေကများတယ်ဖြစ်သွားရင်ကျွန်တော်တို့က အင်ပက်ကြီးတယ်ဆိုရင်ဒီ risk ဒီ risk ဒီ city and city risk လို့ဆိုကြပါတယ်အဲ့ဒါသိကြရကျွန်တော်ကဒီနောက်မှာရှိတဲ့ risk ကို respond လုပ်ကိုလောက်အောင်နော် respond လုပ်တဲ့နေပြီးရင်ပြောပြမယ်ဖြစ်နိုင်ကြရတော့များတယ်ဖြစ်သွားရင် impact အလဲလက်ရှိတယ်ဆိုရင်ဒီမှာရှိတဲ့ risk ပေါ့ကျွန်တော်ဘာ risk ဖြစ်မလဲပေါ့အဲ့ risk ကိုကျွန်တော်တို့ကဒီ color လေးရှိတဲ့ risk ကိုကျွန်တော်တို့က respond လုပ်အောင်ဒါဖြစ်နိုင်နေကြတော့အလေလက်ဖြစ်တယ်ဖြစ်သွားရင်လည်း project ကို impact ကြီးတယ်ဆိုရင်လည်းကျွန်တော်တို့ဒီမှာဒီမှာရှိတဲ့ risk ကိုလည်းကျွန်တော်တို့စဉ်းစားထားတဲ့ risk ကိုလည်းကျွန်တော်တို့က respond လုပ်အောင်ဖြစ်နိုင်ကြအောင်နေတယ်ဖြစ်သွားရင် impact ကြီးတယ် ဒီလိုနေရာမှာရှိတဲ့ risk ကိုလည်းကျွန်တော်တို့က respond လုပ်ရတာ။ဒါပေမဲ့ဖြစ်နိုင်ခြေရာများတယ် impact နေတယ်ဆိုရင်ဒီလိုနေရာမှာရှိတဲ့ risk ပေါ့။ဖြစ်နိုင်ခြေရာအလဲလဲရှိတယ်ဖြစ်နိုင်ခြေရာအလဲလဲရှိတယ်ဖြစ်သွားရင် impact နေတယ်။ဖြစ်နိုင်ခြေရာလည်းနေတယ်ဖြစ်ကျင်လည်း impact နေတယ်ပေါ့နော်။ဖြစ်နိုင်ခြေရာကျွန်တော်တို့ကအလဲလဲရှိတယ်ဖြစ်သွားရင် impact ကလည်းအလဲလဲရှိပဲရှိမယ်။ဖြစ်နိုင်ခြေရာကျွန်တော်တို့ကနေတယ်ဖြစ်သွားရင်လည်း project ကို organization impact နေတယ်ဆိုရင်ဒီလိုနေရာမှာရှိတဲ့ risk တွေကိုကျွန်တော်တို့က accept လုပ်ပြီးတော့ monitor လုပ်လို့ပဲရှိတယ်ဒါပေမဲ့ဒီလိုမျိုးနေရာမှာရှိတဲ့ risk တွေကတော့ကျွန်တော်တို့ကမဖြစ်မနေကျွန်တော်တို့ respond လုပ်အောင်လုပ်တော့เนาะဒါမျိုးနဲ့ကျွန်တော်တို့က risk ကို assessment လုပ်ပြီးရှိတယ်ဒါတီအိုတရပြရပါဘောเนาะအဲ့ management process မှာခွာထုတ်မယ်ခဏပြောရဲ assessment လုပ်တယ်ခွာထုတ်တာကကျွန်တော်တို့က၃မျိုးရှိတယ် quantitative ရဲ့ programmatic ရဲ့ operational ရဲ့ assessment ကတော့ဆိုတော့ probability နဲ့ impact ကိုကြည့်တယ်အခု response plan တွေပေါ့နော် response plan တွေဘယ်လိုလုပ်ကြမလဲ risk ကို respond လုပ်တဲ့အခါမှာ လေးမျိုးနဲ့လုပ်လို့ရှိတယ် avoid လုပ်တယ်ရှောင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ advice ကိုမလုပ်တော့ဘူးပေါ့နော်ပြီးရင် transfer လွှဲတယ်ပေါ့သူများကိုလွှဲတယ်ပြီးရင် mitigation ကျွန်တော်တို့ကိုယ်တိုင်လုပ်မယ် short ချမယ်ပေါ့ပြီးရင် asset လက်ခံမယ်ပေါ့လို့နည်းနဲ့ကျွန်တော်တို့က risk ကို strategy လေးမျိုးနဲ့လုပ်လို့ရှိပါတယ်ဒါ avoid တယ်ဆိုတော့ရှောင်တယ် do not do မလုပ်ဘူးပေါ့နော်ကိုယ့်အတွက် safety and security များလဲဆိုကိုမလုပ်တော့ဘူးလုံနိုင်တဲ့ capacity ရှိတဲ့လူကိုအဲ့မှာလောက်ခိုင်းမယ် ဆိုတော့တချို့များ organization ING တို့တော့မိမားက ethnic control area တွေဒါမှမဟုတ်ကျင် unconflict ဖြစ်တဲ့နေရာတွေမှာဆိုရင်ကျွန်တော်တို့မလုပ်ဘူးပေါ့နော် local CS ဆိုနေလုပ်တယ်အကိုတိုင်မလုပ်တာလည်းရှိလို့ဒီမက်ကနဲ့တခြားနည်းနဲ့စဉ်းစားတဲ့ကိစ္စမျိုးဆိုရင်ကျွန်တော် avoid တယ်နော်သူရဲ့ရည်ရချက်ကမလုပ်ဘူးပေါ့နော် avoid တယ်အဲ့လိုမျိုးနဲ့ကျွန်တော် response လုပ်တယ် transfer ကြာကိုတိုင်မလို့သူမလည်းကောင်တွဲလိုက်တာပေါ့နော်အဲ့ခဏကကျွန်တော်ပြောသလိုပဲ CSO နဲ့တွဲလုပ်တဲ့ကိစ္စ CSO ဖြစ်ပါသေးလို့ပြောတာမဟုတ်ဘူးသူမှ capacity ရှိလို့သူ့ကိုကျွန်တော်က transfer လုပ်တယ် ကိုလည်းရှိအပြင်မှာပြောမယ်ဆိုကျွန်တော်တို့မီးအာမကန်နေထားတယ်ကားအာမကန်နေထားတယ်ပေါ့အသက်အာမကန်နေထားတယ်ဆိုတော့ကျွန်တော်အာမကန်ကုမ္ပဏီကိုကျွန်တော်တို့ရဲ့ risk တွေကို transfer လုပ်လိုက်တာဖြစ်သွားရင်ကျွန်တော်အာမကန်ကုမ္ပဏီကခံလိမ့်မယ်ကိုယ့်ရဲ့စုံစုံကြံတွေကို short ချတာပေါ့နော်ဟဲ့လားဒီ transfer ရင်လောက်တာဖြစ်ပါတယ်အဲ့တော့ mitigation လုပ်တယ် mitigation လုပ်တယ်ဆိုတာကကျွန်တော်တို့ကအာကိုယ်တိုင်လုပ်တယ် short ချတယ်ဆိုကြပါစို့ organization က PSC ရဲ့ policy တို့ safe gambling policy ပေါ့နော် fraud policy တို့ပေါ့နော်ကိုယ်ကကွန်တက်ဒီလက်မှတ်ထိုးခိုင်းတာဆိုတော့ကျွန်တော်တို့ဝန်ထမ်းတွေ beneficiary တွေမှာ risk မဖြစ်အောင်လို့ mitigation လုပ်ထားတာပေါ့ ဲ့လိုပဲကျွန်တော်တို့ကဝန်ထမ်းတွေကိုစိုင်းကယ်စီးရင်အုတ်ထုတ်ဆောင်ကားစီးရင်ကပတ်ပတ်ဆိုတဲ့ကိစ္စမျိုးတွေက risk ကို mitigation လုပ်ထားတယ်ဒါဒါဒီကျွန်တော် medication လုပ်တဲ့နေဒီ accept တန်းကတော့ကျွန်တော်တို့ကအာဖြစ်လဲကျွန်တော်တို့လက်ခံပြီးလုပ်တယ်ဆိုကြပါစို့ဆိုကြအာဖြစ်ပခါမှာဖြစ်ကောငါဒီလုပ်ကိုလုပ်မယ်ဆိုတဲ့ကိစ္စမျိုးဒီ risk ကို accept တန်းလုပ်တာဆိုကြပါစို့လက်သမားတွေပေါ့နော်အာ modern ဘက်မှာရည်ကြီးပြီးတော့လက်မြေတွေစပားတွေဆုံးရှုံးနိုင်ခြင်းရှိတော့လဲအဲ့ risk ကိုယူပြီးတော့အလုပ်လုပ်တယ်အဲ့လိုပဲကျွန်တော်ညာဘက်မှာတောင်တူတွေကျွန်တော်တို့ကရာလုပ်ကြတယ်ခိုင်းလုပ်ကြတယ်ပေါ့နော် မိုးခေါမန်းတည်တယ်ဒါမှမဟုတ် risk တူပြီးတော့အလုပ်လုပ်ကြတယ်ပြောချင်တာအဲ့ဒါကို acceptance လို့ဖြစ်တယ် organization မှာကျွန်တော်တို့ကတချို့ risk တွေကို acceptance လုပ်ပြီးသွားပြီးတော့အလုပ်လုပ်နေရှိတယ်ရှိဒီလိုမျိုး၄မျိုးနဲ့ကျွန်တော်တို့က risk ကို response လုပ်ကြပါတယ်ပေါ့နော်ဒါကတော့ဒိုနာကအတခါလေကြာရင်သူတို့သူရဲ့ risk register ကို format ကြီးကိုပြပြီးကိုယ့်ကို ဖြည့်ခိုင်းလို့ရှိတယ်လို့တခါလေကြာကိုယ့်ရဲ့ internet organization ရာကိုယ့်ရဲ့ risk register ကိုပါကို identify လုပ်တယ် low median high တက်မှတ်တယ် probability နဲ့ impact ကိုပြီးရင်ကျွန်တော်က response ကြီးရေးကြတယ်ပေါ့ဒီလိုနည်းနဲ့လဲကျွန်တော်တို့က risk ကို register လုပ်ပြီးတော့ risk assessment လုပ်နေရှိပါတယ်ဒါကတော့ကျွန်တော်တို့ကဒီ risk ကတော့အာဒီ cash voucher လုပ်တဲ့အခါမှာလဲ donor တွေကဒီ risk register လုပ်ဖိုင်းပါတယ် cash voucher မှမဟုတ်ဘူး assistant မှာ cash voucher system မှာတခြား program project implementation လုပ်တဲ့အခါမှာ risk တွေကို for ထုတ်ပြီးလုပ်ကြလုပ်တဲ့အခါမှာဒီလို build process နဲ့လုပ်ပါတယ်ပမာဆုံး bar risk တွေရှိတဲ့ interdepartment လုပ်တယ်ပြီးသွားရင် probability နဲ့ impact ကိုကြည့်တယ် low median high လာပေါ့ပြီးသွားရင်ကျွန်တော်တို့ကဘယ်လိုမျိုး mitigate လုပ်မလဲ transfer လုပ်မလား avoid လုပ်မလားဆိုတာကိုကြည့်ပါတယ် Happy Rate ကို respect လုပ်တဲ့ strategy လေးမျိုးရှိပါတယ်။